အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေဒီတာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ့်ဇလန်းလေးကတော့ကမ်ဘီယာရေဆက်လိုမိရတဲ့ထူးခြားဆန်းကျယ်ဇလန်းကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါခင်ဗျာကုအုပ်ရင်းပါလဲချက်တကယ်လို့ချင်းမရှိတော့ရင် ကုအုပ်ကချစ်ကိုဆက်ပြီးတော့ချစ်နေရမယ်နော်နောက်မင်းမှမယူရဘူး ဟာချစ်နမေးမရှိနမမရှိဘာတွေလျှောက်ပြောနေတာလဲမဟုတ်ပါဘူးချစ်ပြောထားတာပါဂရီပေးပါဂရီပေးပါတယ်ကွာချစ်ရဲ့ကိုရဲ့တမီလင်းနင်းအုပ်ကလွန်းရဲ့တသက်လုံးအတူတူနေကြမယ်မခွဲမခွာပေါ့နောက်ဘဝရှိရင်လေချစ်နဲ့ကိုအောင်နဲ့တမီလေးနဲ့မိသားစုအဖြစ်ပြန်ဆောင်ကြဖို့ဆုတောင်းမယ်ချစ်ကတော့ချစ်ရင်တည်သွားရင်လေလူဝင်စားအဖြစ်နဲ့ပြန်လာပြီးတော့ကိုအောင်ကိုယူမှာပဲ။ ဟောပြောပြမီပေါက်ခရရီတော်ပြီကွာ မဟုတ်တာဒီကို ရှောက်မပြောနေတော့ချစ်ကရင်ထဲရှိတာကို ပြောတာပါချစ်သိသေးသွားရင်တော်ပြီဆိုကိုအုပ်ကာကမြားသက်နေရဲ့နှခမ်းလေးကိုပိတ်လိုက်ပါတယ်သူနှခမ်းများနဲ့ဖြစ်တယ်ပြောခွင့်မပေးနိုင်ရဖြစ်တယ်စင်စစ်ကိုအုပ်ကာနဲ့မြားသက်နေတို့အိမ်နောက်တက်တန်းကမကြိုင်လာသေးပါ၃နှစ်ကျော်၄နှစ်ထဲမှာပင်ရှိပါသေးတယ် နှစ်ဦးသားချစ်သူဖြစ်ချစ်သူတန်းသုံးနှစ်ကြာပြီးမှမိဘများတဘောသူလက်ထက်ခဲ့ကြခြင်းဖြစ်တယ်။ကိုဥကာကလည်းမြတ်တန်နင်းကိုချင်းမြတ်တန်နင်းကလည်းကိုဥကာကိုချင်းအချစ်တွေကလွန်ခဲ့နေတယ်။ပိုလွန်းသည်ဟုအပေါင်းအသင်းတွေကပြောခဲ့ကြသလိုကိုဥကာမိဘတွေကိုပင်မင်းတို့ကလူလုံးပါတယ်ဟု ထုတ်ပြောရတဲ့အထိဒါကတော့ရှိဘဝဆက်ဆက်တွေကပသက်ဖူးတဲ့တစ္ဆာတရားကြောင့် ဒီဘဝမှာဒီလိုချစ်သူဖြစ်တာပေါ့ကိုကကဖြည့်ဆို့တက်ပါတယ်နံဘဝလေဆက်ချင်နေအောင်မှာမြတ်တန်နင်းကရဲ့ပြီးတော့ပြောပါတယ်တမီလေးနင်းအုပ်ကလွင်ကိုငွေဖွာလာတော့လေမယားနှစ်ယောက်စလုံးအသေးတုံဥတုံဖြစ်ခဲ့ကြကြည့်ခဲ့ရပြန်မာတော့တယ်အားကြပါတယ်ကွာကိုအုပ်ကရဲ့တငယ်ချင်းဖြစ်သူ ကိုတီဟာခပြောတော့အားကြရင် ငါတို့လိုဖြစ်အောင်ကြိုးစားလူပြိုကြီးဘဝနဲ့ကိုအားကိုကိုမနေနဲ့အချိန်တန်လို့မှမတိမပွင့်တာမျိုးစိမမှန်ပြင်မတန်လို့ပဲကွကိုဥက္ကာကပြန်ပြီးတော့နောက်တက်ပါတယ်ဟာအပင်ကတော့တန်နေကွစိုက်เสียမြင်မရှိသေးတာကိုတီဟကလည်းအားကြမကန်းနင်းတို့ရှာပြရမလားမြတ်သက်နင်းကအပြုံးဖြင့်စပါတယ်နေပါကွာမြတ်သက်နင်းလုံးမိမမျိုးတော့ ငါဘလို့မှမရနိုင်ပါဘူး။မှန်တဲ့တငယ်ချင်းငှက်ဖြစ်ရင်ဒဂိုင်းထဲမှာနားမှာအိယာဝင်ရင်တချင်းနောင်နဲ့အိမ်မှာဟဟ။အိုးကုအုပ်ကလေ။ကုအုပ်ကရဲ့အနောက်ပြောင်ကြောင့်မြတ်တဲ့နေမျက်နာနီရဲသွားပါတယ်။ကုအုပ်ကကတော့သဘောကျစွာတဟားဟားနဲ့ဖြစ်နေပါတယ်။မြတ်တဲ့နေပြောတော့စကားတို့ကမြတ်တဲ့နေကို နမိတ်ဖက်ခဲ့တယ်လို့ဖြစ်ခဲ့တည်ဟုကုအုပ်ကထင်ပါတယ်။ မြတ်တနင်းတယောက်နေမအတော်တယောက်ရဲ့နာရေးကိစ္စသွားတွင် သူမစီးသွားသောအခါတိမ်းမောက်သွားရာကံဆိုးသောမြတ်တနင်းတယောက်နေရမာတွင်ပွေချင်းပြီးဆုံးပါသွားခဲ့ရတယ်။ကိုဥကတယောက်အယူမီဝိုင်းခံစားလိုက်ရပါတော့တယ်။သမီးလေးနှင်းဥကလွန်ကိုဖက်ကကိုဥကဖြည့်စီမနိုင်ဖြစ်ရတယ်။မိဘများနဲ့မိษွေတင်ခါရများမှမြတ်တနင်းနာရေးကိစ္စကိုဆောင်ရွက်ရင်းကိုဥကအားနှစ်သိမ့်ဖြောင်းပြပေးပါတယ်။ တို့တိုင်းမင်းကုဥ္ကာခမအယူကြီးပါမှာညခါမြတ်တဲ့နေကျွန်တော်စီလာတယ်။သူ ကျွန်တော်ကို မခွဲသွားဘူးလို့ပြောတယ်။ကုဥ္ကာရဲ့စကားကြောင့်ကိုတီးရစိတ်မကောင်းတီးရနယ်ပြေးပါကုဥ္ကာမြတ်တဲ့နေကသူခရီးသူဆက်သွားပါပြီ။မဟုတ်ဘူးဗျ။မြတ်တဲ့နေဘေးမှာမသွားဘူး။သမီးလေးနဲ့ကျွန်တော်နားမှာပဲနေတယ်။အစိုးရလည်းမကြည့်ပါနဲ့ဗျာ။ အရာရာကိုစိတ်လိုလိုက်နေရင်ဒုက္ခပဲရောက်မှာဆွေးလဲတာမဟုတ်ဘူးကျွန်တော်မျက်စိနဲ့ကို မြင်တာညာဆိုရင်ကျွန်တော်နဲ့လာအိတ်တယ်မဖြစ်နိုင်တာဗျာခမရစိတ်ကလှည့်စားနေတာဖြစ်မှာပါဘာလဲခမရကကျုပ်ကိုအယူလို့ထင်လို့လားကိုတီဟာတပင်းကိုချလိုက်ပါတယ်မိဘများကလည်းဖြောင်းပြမနိုင်တော့လက်လျှော့ထားလိုက်ရတယ်ကြာလျင် အချိန်ကကူစားသွားလိမ့်မယ် လောလောဆယ်မှာတော့တန်ရောစင်ကျုပ်ကအပူမီးဝိုင်းကိုမှုန်းနေတယ်လို့ပါပဲတရားရည်ပင်ဖျံပတ်၍မနိုင်သောတဏမီတို့ဖြင့်ရက်မာလာ လမာနှင့်ပြောင်းလဲရွှေလျားခဲ့တယ်တို့ဘတော်လဲကိုးကတယောက်တည်းသာ မနေမထိုင်နိုင်တမီကလေးနှင်းအုပ်ကလွင်ကပင်တဖြည်းဖြည်းကြီးပင်လာခဲ့ရာကျောင်းနေရွယ်ရောက်လာခဲ့တယ်တို့ချင်းကိုအုပ်ကမြတ်သက်နှင်းကိုမမေ့သည် မေ့မရသေးတယ်။ကိုဒီဟာညာကကျွန်တော်အိမ်မက်မှတ်တယ်ဗျ။မြတ်တဲ့နေကကျွန်တော်ကိုလာပြောတယ်။သူ့ကို ပေးထားတဲ့ကတိမဖြစ်ပါနဲ့တဲ့။ကိုအုပ်ကရဲပြောကြောင်းကိုဒီဟာရေမောရပြန်ပါတယ်။ဘာကတိလဲ။နောင်မိမမอยู่ဘူးဆိုတဲ့ကတိလေ။မြတ်တဲ့နေဆုံးတာကြာပြီလေဗျ။မဟုတ်ဘူးဂရိဟာဂရိပဲကျွန်တော်မြတ်တဲ့နင်းကိုချစ်တယ်အခုလဲချစ်နေသေးပဲ ဒါဆိုပြီးတာပဲဗျာခမရရင်ထဲကချစ်နေတာပြဿနာမရှိဘူးကျွန်တော်မိဘတွေက ကျွန်တော်ကို မိမပေးစားချင်နေကြတယ်မြားတက်နေဆုံးခဲ့ဒီမှာလဲကြတမီတယောက်နဲ့ဗျာများနေခဲ့ပြီးအရွယ်ကားလဲရှိနေသေးသောကြောင့်ကိုအုပ်ကာရဲ့စိတ်နာဒဏ်ရာများပြေစီခြင်းဒီကတကြောင်မလို့မိဘများကစီစဉ်ပေးခြင်းဖြစ်တယ်မိဘများက သူတို့ရဲ့စီစဉ်မှုကိုကိုတီဟကိုပါဖွင့်ဟတိုင်ပင်ခဲ့သည်မလို့ကိုတီဟသိနေခြင်းဖြစ်တယ်။ ဒါကားတော့ဗျာခမရအနေနဲ့စဉ်းစားသင့်တဲ့အချက်ပဲစိတ်ကူးရင်မနေပဲလက်တွေ့ကြကြအဖြေရှာဖို့သင့်တဲ့ကိစ္စကိုဥက္ကာကလက်မခံသစ္စာတရားဆိုတာနှစ်ကာလကြာလဲမပြည့်ရဘူးဗျကျွန်တော်နောက်မေးမှမယူရင်မြတ်တဲ့နင်းအပေါ်သစ္စာဖောက်ရမရောက်သွားမှာပေါ့ပြီးတော့ပေးထားတဲ့ဂရီလဲရှိတယ်လေတမီးလေးနှစ်ဥက္ကာကို ထိန်ချောင်းဖို့မိခင်တယောက်လိုတာအမှန်ပဲကိုဥက္ကာတမီးဆိုတာ မိခင်အုပ်ချုပ်ထိမ့်သိမ်းရတာဗျကျွန်တော်အဖေရောအမေရောရှိနေသေးပဲဗျသူ့အဖိုးအဖွားရှိနေမှတော့ဘာပူစရာရှိလို့လဲတော်ကြမိတို့လက်ထဲရောက်မှသမီးလေးကစိတ်ဆင်းရဲနေရမှာမိဘများကမိတို့နားချကြမိတ်ဆွေများကမိတို့တိုက်တွန်းတိုက်တွန်းကိုအုပ်ကာကလက်မခံသမီးလေးကိုမိတို့လက်ထဲလုံးဝမအပ်နိုင်ဘူးကျွန်တော်ရှင်ကမြတ်တန်နေနေရမှာလဲဘသူကောင်မှအစာမထိုးနိုင်ဘူး ကျွန်တော်ရဲ့မြတ်တန်နေရဲ့တမီလေးနှစ်ယောက်ကလွင်ရဲ့ဒီမိသားစုလေးကို မဖြိုခွဲကြပါနဲ့ခမည်းတော်မသိပေမဲ့ကျွန်တော်သိနေတယ်ကျွန်တော်တို့မိသားစုထဲမှာမြတ်တန်နေရှိနေပါတယ်ကိုတီအားခလက်လျှော့လိုက်ပါတယ်နေပါစေအောင်အနာတက်ဆေးချက်မရှိနေစေဟု သဘောပိုက်လိုက်ပါတယ်တနေ့နေ့မှာတော့ကိုဦးကာရဲ့စိတ်ဓာတ်ရများပြေသွားသည်ဟု တွေးလိုက်ရတယ်တို့ဖြစ်ပင် ကိုဥက္ကာရဲ့မိဘများရှေ့စဉ်နောက်စဉ်ဆုံးဖသွားကြတယ်။ယခုတော့ကိုဥက္ကာနဲ့သမီးကလေးနင်းဥက္ကာလွင်တို့နှစ်ဦးတည်းကျင်ရင့်နေပါတယ်။အဖေတခုသမီးတခုဘဝကိုဥက္ကာကတော့မြတ်တဲ့နင်းရှိနေစေဟု အခိုင်အမာပြောနေတယ်။အချင်းဆိုဒီကရက်တမနေနှွေမိုးဆောင် အလီလီပြောင်းသွားသလိုနင်းဥက္ကာလွင်ကလေးပင် အပြူဖားဖားကြီးဖြစ်လာပြီးတက္ကသိုလ်အကျောင်းသူဖြစ်လာခဲ့တယ်။တို့တိုင်ပင် ကိုးကလွင်နောက်အိမ်တော်မပြုတ်ပဲနေနိုင်ဒီကို ကိုတီဟာတို့အပေါင်းအသင်းတွေအားကြွယ်လေးစားွယ်တွေးရှိရတယ်ချီကျူးရေးမဆုံးနိုင်ကိုဥက္ကာတာမကနှင်းဥက္ကာလွင်ကပါကိုဥက္ကာဘက်ကရှိနေလာတယ်တမီးရဲ့ဖေးကြီးကိုမိမမပေးစားတော့ဘူးလားတခါတရံကိုတီဟာကနှင်းဥက္ကာလွင်ကို စားတတ်ပါတယ်ထို့အခါမှာတော့ဟင်ဖေးကြီးကလည်း ဘယ်မင်းမှမှထက်ယူရမှာမဟုတ်ဘူးဖေကြီးယူမယ်ဆိုရင်လေတမီးကသဘောမတူဘူးခွင့်မပြုဘူးနှင်းအုပ်ကလွင်က မျက်နှာအပြက်ပြက်ဖြင့်ပြန်ပြောပါတယ်သူ့ကိုပြုစုဖို့လိုသေးတယ်လေကွယ်တမီးရဲ့ဖေကြီးကအသက်ကြီးလာပြီလေတမီးပြုစုမှာပေါ့အခုလဲတမီးပြုစုနေတာပဲဟာတမီးပြုစုတာဥရို့တိသားပဲတမီးအရန်လိမ်မာပြီးအရန်တီးတတ်တဲ့မိကလေးဆိုတာဥလက်ခံပါတယ် ဒါပေမဲ့တနေ့ကျရင် သမီးကချစ်သူတွေတွေ့ပြီဟင်ဖေကြီးကိုဘယ်တော့မှမခွဲသွားဘူးချစ်သူလည်းမရှာပါဘူးကိုတီဟကပြုံးနေမိတယ်သူတို့သားအဖမှာတကယ်ပင် ထူးခြားလာပါတယ်ကိုကပင်ပဝင်းကျင်ကဆွေမျိုးများက မိမယူရန် လာရောက်စီဟက်ဆွေနွေးတဲ့အခါတိုင်းကိုကရောနှင်းဥကလွင်ကပါခါခါတီတီငင်းဆိုင်ကြတယ်လို့နှင်းဥကကိုချစ်သည်ဟု ချင်းကက်လာတဲ့လူငယ်တိုင်းလဲအစုံနဲ့အလံဖြူတောင်းကအရှုံးပေးသွားကြရတယ်။သူတို့သားအဖရဲ့နှောင်ဖွဲမှုတဲ့သို့မြေသူမြကြားမဝင်နိုင်။ထို့သောကြားမဝင်နိုင်သည်မှာမြတ်တဲ့နေကရစ်ပတ်ထားသောကြောင့်ဟုကိုတီဟာတို့လက်ခံထားခဲ့တယ်။မြတ်တဲ့နေရဲ့နေရာမှာကျွန်တော်ဗေမိမမှာအစာမထိုးနိုင်ဘူး။ကိုအိုးကရဲရဲဝင်းဝင်းကြီးညာလိုက်တယ်လို့မိမိနေရာမှာဘသူကမှအစာမထိုးနိုင်ဘူး။ နှယုတ်ကလွင်ကလည်းပြည့်ပြည့်တတထုတ်ဖော်ပြောခဲ့တယ်။ကိုဒီဟာတို့ကောင်းတဲ့ငိမ့်ရှာမရှာတကယ့်မေတ္တာသမားတွေပဲ။ဆိုပြီးတော့မှတ်ချက်ပြုလိုက်ကြတယ်။ယနေ့တော့အနောက်ကနေထွက်ခဲ့ပြီး ကောင်းခင်ကမြေလွားစီခဲ့ပြီးဝတ်တုံကကောင်းခင်နေရာသို့ရောက်နေပါပြီ။ကျွန်တော်မိမတယောက်ကိုဆွဲလန်းနေမိပြီဗျာ။ကိုဥက္ကရဲ့စကားကြောင့်ကိုဒီဟာစက်တီတီကမယုံနိုင်သလို့ ပြန်ကြည့်နေမိတယ်။အံအော်လွန်းလို့ရုတ်တရက်စကားပင် ပြန်မဆိုးနိုင်။ကျွန်တော်တကယ်ပြောတာဗျခမည်းမယုံဘူးလား။နားရှိလို့သာကြားရတာပါဗျာမယုံနိုင်တာအမှန်ပဲ။အမှန်ပါကိုတီဟရာကျွန်တော်နောက်တာပြောင်းတာမဟုတ်ပါဘူး။ခမည်းပဲကြီးညာခဲ့တာလေ။မြတ်တဲ့နေနေရမှာဘယ်မိမ့်မှအစာမထိုးနိုင်ဘူးလို့။ဟုတ်ပါတယ်။အခုဘလို့ဖြစ်တာလဲ။ ကင်ယမာကမြင့်လေပြတယ်လို့ပြောရမလားနှလုံးသားကစမ်းကြယ်တယ်လို့ပြောရမလားတခုခုပါပဲအဲ့ဒီမိကလေးကိုတွေ့ပြီးကျွန်တော်တိတ်ကူမှစိတ်တည်လှုပ်ရှားသွားတယ်ခံစားလိုက်ရတယ်ဗျကုတီဟကပြုံးလိုက်ပါတယ်ဒါဆိုခမများများတဲ့နင်းကိုမေးလိုက်ပြီလားအဲ့ဒီလိုတော့မဟုတ်ဘူးခမများများတဲ့နင်းနေရာမှာအစားထိုးတော်မယ်ပေါ့အဲ့ဒီလိုလည်းမဟုတ်ဘူး ခမရများတဲ့နေကိုပေးထားတဲ့ဂရီကဖြစ်တော်မယ်ပေါ့အဲ့ဒီလိုဖြစ်နေပြီခမရများတဲ့နေကိုတစ္ဆာဖောက်တာပဲအဲ့ဒီလိုတော့မပြောပါနဲ့ဗျာကိုအုပ်ကမျက်နှာငယ်လေးဖြင့်ဖြစ်သွားပါတယ်တောင်းမှန်ကြည့်ကြည့်တယ်ကိုဒီဟာတဟားနဲ့ရေမောလိုက်တယ်ကျွန်တော်ကအတီပေါင်းနဲ့နောက်တာပါ ကိုအုပ်ကကျွန်တော်ခမရကိုကိုချင်းစားပါတယ်အမျိုးသမီးကဘေးကလေခမရယုံကပဲလားခမရတို့ရက်ွက်ထဲကလား ကိုဦးကာကခေါင်းခါပြတယ်မဟုတ်ဘူးမန္တလေးကဟာနှစ်ဖူးစာရွာလဲပဲဘယ်လိုလုပ်ပြီးမန္တလေးသူကိုတွေ့ပြီးတော့ကြိုက်လာတာလဲကိုဦးကာကရှက်မျက်နာဖြင့်တလောကယုံကိစ္စနဲ့မန္တလေးသွားရင်တွေ့လာတာခတူးတူးလေးပြောပါတယ်တော်တော်လှလို့လားကိုဒီဟာအမေကိုမဖြစ်ပင်ဘယ်သူလဲဆိုတာသိရင်ခမည်းတိတ်ကိုအံ့ဩသွားလိမ့်မယ် ကိုအုပ်ကကသူစကားကိုပြန်ဆက်တယ်ပြောပါဦးခမားတို့ကျွန်တော်တို့ရဲ့မိတ်ဆွေကိုစိန်တင့်ရဲ့သမီးလေးပဲဗျာဟုတ်ဗျာကျွန်တော်ယုံကနေမန္တလေးကိုပြောင်းသွားတယ်ကိုစိန်တင့်နေဗျာခမားမမိတယ်မလားမြတ်သက်နေစုံပြီးမကြခင်မှာပဲပြောင်းသွားတာလေကိုစိန်တင့်ကိုမမိပါတယ်ဗျာကျွန်တော်အန်အောတာကခမားသဘောကြတာကိုစိန်တင့်သမီးဆိုလိုပါ ကောင်းမလေးကအသက်ကဘယ်လောက်ရှိပြီလဲကျွန်တော်တင်ဆက်ရှိ19ပေါ့ဗျာဟာဗျာကိုတီဟာဘာပြောရမှန်းပြင်မသိတော့ပါ ကိုအုပ်ကကိုသာငေးကြည့်ပြီးတော့ကြည်နေမိတယ်ကျွန်တော်သမီးနှီးအုပ်ကလွင်ထက်တော့မှငေးမှာပေါ့ဗျာခမရသမီးနှီးအုပ်ကလွင်ကဘလုံးမှသဘောတူမှာမဟုတ်ဘူးကျွန်တော်သိပါတယ်ကိုစိန်နှီးနှုတ်ကရောလက်ခံမဲတယ်လား အဲ့ဒါလေကျွန်တော်သိတယ်။ကောင်းမလေးကရောခမားလူမိုးဆိုးဘူးသူ့အဖေရွေလောက်ကြီးကို ပြန်ချစ်မတယ်လား။အဲ့ဒါလေသိပါတယ်။ဒါနဲ့များဗျာ။ဒါပေမဲ့ခမားမသိဘူးကိုဒီဟာကျွန်တော်ပဲသိတယ်။သူ့ကိုတွေ့တွေ့ချင်းကျွန်တော်ဆွေးလန်းသွားတာ။ကိုဒီဟာကရုတ်တရက်တစုံတရာကိုတတိရသွားတယ်လို့ဖြင့်။ပါလေအဲ့ဒီကလေးမကမြတ်တဲ့နေနဲ့တူးလို့လား။ ဆိုပြီးတော့မေးလိုက်ပါတယ်။ကိုအုပ်ကပိုငေးသွားတယ်အတန်ကြာမှညတဲ့နေနဲ့တူတာတော့မတူဘူး။စင်တော့မစင်ပါဘူးဗျာ။ဒါပေမဲ့အဲ့ဒီရုပ်ကြီးကြောင့်လည်းမှုတ်ဘူး။တမျိုးပဲစိတ်ကဖြစ်သွားတာ။ခမည်းတော်တွေးခဲ့ပုံလေးပြောပါဦး။ကျွန်တော်အလုပ်ကိစ္စနဲ့မန္တလေးသွားတယ်ဗျာ။အလုပ်ကိစ္စပြီးလို့မပြန်ခင်မှာကိုစိန်တင့်နဲ့တွေ့လို့အင်ကိုလေခေါ်လို့လိုက်သွားတာ။အင်ရောက်လို့သူတို့လင်မယားနဲ့ စကားပြောနေတော့သူတို့သမီးလေးကကော်ဖီလာချပေးတယ်အဲ့ဒီကောင်မလေးပဲကော်ဖီချပြီးတောက်ပါအောင်လို့မော့ပြီးအပြောမှာသူ့မျက်လုံးနေနဲ့ကျွန်တော်မျက်လုံးနေစုံနေစုံစုံချင်းရင်းနေပါခုံနေထူးထူးဆန်းဆန်းခန်းစားလိုက်ရတယ်သူ့ကိုရင်းနေပြီးသားလို့စိတ်ကထင်းနေတယ်ကျွန်တော်ကိုသူကလည်းမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်နေခဲ့တယ်အဲ့ဒီမျက်လုံးအဲ့ဒီအကြည့်တွေကမြတ်တဲ့နင်းမျက်လုံးမြတ်တဲ့နင်းရဲ့အကြည့်မျိုးပဲ အဲ့ဒါခမရယောဂဟောင်းထလာတာပဲမြတ်တနင်ဆုံးစဉ်ကခံစားရတာနဲ့မတူဘူးမြတ်တနင်နဲ့စတွေ့ပြီးစုံတွေ့စဉ်က ဖြစ်တယ်လို့မျိုးပြသူ့နာမည်ကဘာတဲ့လဲပန်းယွန်းနဲ့သူ့ကိုမန္တလေးမှာမွေးတာလားဟုတ်တယ်ရန်ကုန်မှာတုန်းကသူတို့မှာတားတယောက်ပဲရှိတယ်လေအဲ့ဒီကောင်းကြီးကအခုစစ်ဘုတ်ကြီးဖြစ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတောင်းဝင်ကြနေတယ်ပန်းယွန်းက ရန်ကုန်မှာကိုဝင်ဆရှိပြီးမန္တလေးကမှာမွေးတာတဲ့ခမပန်းရုံးနဲ့စကားပြောခဲ့ရလားတခေါမှမပြောခဲ့ရပါဘူးကိုတီဟခတပင်းကိုချလိုက်တယ်ဒါဖြင့်ခမဘာဆက်လုံးမယ်လို့စိတ်ကူးလေကိုကကိုကရဲ့ဖြေကအစင်သိရှိနေပုံပဲမဆိုင်မတော့ထွက်လာတယ်ပန်းရုံးကိုကျွန်တော်လက်ထက်ကျင်တယ် ထိုကိစ္စနဲ့ပတ်သက်ပြီးကိုဒီဟာထံသို့နောက်ထပ်ရောက်လာသူမှာနှီးအုပ်ကလွင်ဖြစ်ပါတယ်။သူ့မျက်နှာအပြက်ပြန်မျက်ရည်တလဲလဲဖြင့်ဦးဖေကြီးကိုကြည့်ပြောပါဦး။ပန်းယွန်းကိစ္စဖြစ်ဒီမှာဟု ကိုဒီဟာက တွေးမိတော့လေမသိဟန်ဖြင့်။ဘာများလဲသမီးရဲ့။ဖေကြီးဖောက်ပြန်နေပြီ။ဟေးဖေကြီးလေမန္တလေးကပန်းယွန်းဆိုတဲ့ကောင်မလေးကိုလက်ထက်မဲတဲ့ နောက်နေတာနေမှာပါသမီးယာမဟုတ်ဘူးဦးရဲ့အတီပြောတာသမီးကိုသဘောတူလားတဲ့သမီးကိုမေးတယ်နင်းအုပ်ကလည်းမျက်ရည်တဆမျက်လုံးအိမ်မှာစီကြလာတယ်သူမကိုကြည့်ပြီးကိုတီဟစိန်မကောင်းကိုအုပ်ကရဲ့ခံစားမှုကရခင်ကပြောစရင်ချမ်းမြေနေတော့မိသားစုလေးကို အပူတော့ကများတဲဆောင်လာခဲ့ပေပြီသမီးကတော့သဘောမတူဘူးလို့ပြောလိုက်တယ်ဦးစင်းစားကြည့်လေ အဲ့ဒီပန်းယွန်းကသမီးထက်တောင်မှငယ်သေးတာအင်းဟုတ်တာပေါ့မိမိနေရာမှာသမီးကဘယ်သူ့ကမှနေရာမပေးနိုင်ဘူးသမီးမပူပါနဲ့မဖြစ်နိုင်ပါဘူးသူလက်ထက်ရှင်ပေမဲ့ပန်းယွန်းကလက်ခံမှာမဟုတ်ဘူးပန်းယွန်းမိဘတွေကလည်းသဘောတူမှာမဟုတ်ပါဘူးဒါပေမဲ့ဖေကြီးကအသေးအံဖြစ်နေပုံပဲနောက်တစ်ပတ်တောင်မန္တလေးတက်မလို့တဲ့သမီးကမလွတ်နဲ့ပေါ့ ရမှာမဟုတ်ဘူးဦးရဲ့မရတဲ့အတူတူတမီးပါလိုက်သွားမယ်လို့စိတ်ကူးတယ်တမီးကြောင်းလဲပိတ်တာပဲလေတမီးလိုက်သွားပြီးပန်ယွန်းနဲ့တွေ့မယ်မဖြစ်နိုင်ကြောင်းပြောလိုက်မယ်တမီးဖေကြီးကစိတ်ဆိုးမှာပေါ့စိုးပါစေမမေးနေရမှာအစားထိုးရအောင်လို့ပန်ယွန်းကဘာမို့လို့လဲအိုးဘသူပဲဖြစ်ဖြစ်ပါမမေးနေရကိုလုံးဝမပေးနိုင်ဘူးတမီးကတော့အပြက်ပဲတကယ်လို့ဦးမေးမယ်နော်ပန်းယွန်းနဲ့ သမီးဖေကြီးအဆင်ပြေသွားတယ်ဆိုရင် သမီးဘယ်လိုလုပ်မလဲနှီးအုပ်ကမျက်ရည်များနဲ့ပြုံးလိုက်တယ်။နာကျင်တဲ့အပြုံသမီးဖေကြီးနဲ့အပြက်ဖေကိုတီရတယောက်ကြားရမှရင်ပူနေပြီ ကိုအုပ်ကကပန်းရုံနဲ့ပတ်သက်ပြီးလက်မလျှော့မီသဘောနှီးအုပ်ကလင်းကလည်းပန်းရုံနဲ့ပတ်သက်ပြီးလျှော့ပေးမီသဘောသူတို့သားဖာလွန်ဆွဲနေကြပြီ ကိုအုပ်ကလည်းမလျှော့လျင် နှိယုတ်ကလွင်နဲ့ပြည့်စနာအကြီးအကျယ်တဲကြတော့မယ်သူတို့သားဖကိုဒစိမ့်တူးကြောင့်စိမ့်စိမ့်ကကမဖြည့်စီလိုပါကိုတီဟကကိုဥကာကို နားချကြည့်ပါသေးတယ်နှိယုတ်ကလွင်ကပန်းယုံကိစ္စကို လုံးဝသဘောမတူဘူးလို့ပြောသွားတယ်ကိုဥကာကျွန်တော်ကလည်းဒီလိုပဲပြောတယ်ခမရနောက်မဆုတ်ရင်ခမရသမီးကခမရကိုအပြက်ဖဲလို့သူ့သဘောကိုပြောသွားတယ် ကျွန်တော်ကိုလည်းပြောတာပဲခမရဘလို့လှုပ်ဖို့စဉ်းစားလေစိတ်လိုတိတ်ပြီးတော့မလိုက်ပါနဲ့ဗျာသမီးတွေလည်းထေစဉ်းစားပါကျွန်တော်ပန်းယူကိုမမိနိုင်ဘူးဗျခမရနောက်မဆုပ်ဘူးလို့ဆိုလိုက်တာလားကိုဦးကမဖြစ်သူ့မျက်နှာမှာသူ့ဆုံးဖြတ်ချက်ကအထင်းသားပေါ်နေပါတယ်ခမရတို့သားအဖရဲ့ချစ်ခင်မှုကိုမပြတ်ပြားစေခြင်းဘူးဗျာဘလို့ပဲဖြစ်ဖြစ် မိုက်မိုက်မဲမဲတော့မဆုံးဖြစ်ပါနဲ့ပြောတာပြောရတယ်ကိုဦးကနားဝင်မုံမပေါ်ထင်းတဲ့အတိုင်းပဲကိုဦးကမန္တလေးတက်သွားတယ်ပန်းရုံးနဲ့တွေ့တယ်လက်ထပ်ဖို့အတွက်ကြိုးစားရန်နှင်းအုပ်ကလွင်လဲလိုက်သွားတယ်ပန်းရုံးနဲ့တွေ့ရန်ဖားခင်နဲ့မဖြစ်နိုင်ကြောင်းကိုဦးကနဲ့ပန်းရုံးလက်ထပ်ဖို့ကိုဖြစ်ရန်ဘာဒီဖြစ်လာမလဲအဖေကဘလို့ဖြစ်မလဲကိုဒီဟာရင်မောစွာကျင်ရင်နေပါတယ် ်အန္တလေးမှာပြန်ရောက်ရောက်ချင်းကိုတီအားထံသို့ကိုဥကာပြေးလွှားရောက်လာတယ်။သူ့မျက်နှာမှာမှုရသလိုပြုံပြုံကြီးပါ။မင်္ဂလာတင်ပြောကိုတီဟာရေဆက်ဆာချင်းကိုဥကာပြောတဲ့စကားစုပါဦးကိုဥကာဘလို့မင်္ဂလာတင်လဲပန်းရှင်ပေါ့ဗျာပန်းရှင်ပါဖြစ်လေတခြားတယောက်နဲ့ပန်းရှင်မင်္ဂလာဆောင်တော့မယ်တဲ့လားကိုတီဟာအရှင်အပြည့်သဘောမျှပြောလိုက်ဒီကိုပင် ကိုအုပ်ကမျက်နာပြက်သွားတယ်။ခမည်းကလည်းဗျာပောက်ခရရီမပြောစမ်းပါနဲ့။ကျွန်တော်ကစကားကောင်းပြောမှာ။ဟုတ်ပါပြီဗျာပြောပါ။ပန်းယွန်နဲ့ကျွန်တော်လူကြီးတွေကိုရမှာတွေ့ခဲ့ရတယ်။တွေ့တာနဲ့ကျွန်တော်လည်းတားမြ၊စီးမြတဲ့စိတ်ကိုလှုပ်ပေးလိုက်တယ်။ပန်းယွန်ကိုလက်ထပ်ပြစီပေါ့။ပန်းယွန်ကဘာပြောလဲ။သူ့ကိုလက်ထပ်ချင်ရင် သူ့မိဘတွေစီမှာပြောပါတဲ့။သူ့သဘောကရောခမည်းမမေးဘူးလား။ မေးတာဘောဗျသူကကျွန်တော်ကိုမငင်းဘူးတကယ်တကယ်ဘောဗျနှင်းအုပ်ကလွင်ကရောဘာပြောလဲသမီးနဲ့ပန်းယုံကိုတွေ့ပြီးလိုက်တယ်ကျွန်တော်ရင်နေတထိတ်နေဘောဗျသမီးကကျွန်တော်ကိုဘလို့မေးမနဲ့မှသဘောမှတူတာမှမဟုတ်ပဲဟုတ်တယ်လေအခုမန္တလေးကိုလိုက်သွားတာတောင်ခမားနဲ့ပန်းယုံကိစ္စဖျက်ရအောင်လို့လိုက်တာပဲဟာဟာခမားကိုသမီးကအဲ့လိုသာပြုတ်သွားတာလားဟုတ်တယ် အင်းဟုတ်မှာပေါ့ဒါပေမဲ့ပြောရရင် ခမရတိတ်ကိုအံ့ဩသွားလိမ့်မယ်ကိုဒီဟသမီးကပန်းယုံနဲ့တွေ့ပြီးကျွန်တော်ကိုပြောတယ်ဖေးကြီးပန်းယုံကိုလက်ထက်ချင်ရင်လက်ထက်ပါတဲ့သမီးလည်းပန်းယုံကိုချစ်တယ်တဲ့ဖျားကိုဒီဟအံ့ဩမှုကအထိုးထိတ်သူရောက်သွားတယ်ဘလို့ဖြစ်ကုန်တာလဲဘာကြောင့်လဲကိုဒီဟရင်မှာတိကျင်စိတ်တွေကပြင်းထန်သွားပါတယ်သမီးကကိုအိုးကာကိုပန်းယုံနဲ့သဘောတူတယ်ဆို သိကျင်စိတ်ရဲ့စိတ်ဆုံးမှုကြောင့်ကိုဒီဟာနှင်းအုပ်ကလွင်နဲ့တွားတွေ့ပြီးတော့မေးလိုက်ပါတယ်။ဟုတ်တယ်ဦး။နှင်းအုပ်ကလွင်ရဲ့မျက်နှာမှာကြည်လင်တန်ဆင်းစွာ။ဘာဖြစ်လို့လဲ။တမီပဲတမီမိမိရဲ့နေရာကိုဘသူမှအစာမထိုးနိုင်ဘူးဆို။ဟုတ်တယ်လေ။ဒါဖြင့်အခုဘာကြောင့်နှင်းအုပ်ကလွင်မဝင်မရဲနဲ့မော့ကြည့်တယ်။တမီကပန်းယုံကိုမိမိနေရာမှာထားနိုင်လို့ပေါ့။ကိုဒီဟာခေါင်းကုပ်လိုက်မိတယ်။ ဘလို့ပြောရမလဲတမီနားလေတယ်လို့ပြောရရင်တမီပန်းယွန်းကိုတွေ့တော့ချစ်သွားတယ်တမီချစ်သွားတာကတငယ်ချင်းလို့ညီမလို့မဟုတ်ဘူးအမေတယောက်လို့ချစ်သွားတာဥရဲ့အဲ့ဒါကြောင့်ဥတော့ခေါင်းရှုပ်နေသေးပဲပန်းယွန်းကလည်းတမီကိုချစ်တယ်တဲ့ကိုဒီရခင်ဗျာဘယီဒီတပုတ်ကိုအဖြေထုတ်မရခဲ့တော့ပင်အဖြေရှာလေရှာမရလေနင်းအုပ်ကလွင်မျက်နာမှာတော့ကိုအုပ်ကလင်းလို့ပင်ကြည်လင်ရှင်းပြနေပါတယ် တကယ်ပင်သူမကြည်နဲ့ကြည်နူပျော်ရှင်နေတဲ့ဟန်ကောင်းပါတယ်သမီးရဲ့ဒါလက်တွေ့ကြတဲ့ဆုံးဖြတ်ချက်ပါပဲပြောတာပြောလဲရတယ်သူတို့တွေအတွက်ဝမ်းသာရကတပံသူတို့တွေရဲ့ရေဆက်ဆန်းကျင်မှုကိုညမမီတဲ့တစ်ဖက်က ကိုဒီရကောင်းနဲ့မှလွန်ဆွဲနေစေမကြမီမှာပင်မန္တလေးမှာဆင်းလာတော့ကိုစိန်တင့်နဲ့ကိုဒီဟာတို့တွေ့ဆုံကြတယ်ကိုစိန်တင့်ဆင်းလာသည်က ကိုအုပ်ကနဲ့ပန်းကျော်မင်္ဂလာကိစ္စဖြစ်တယ်။ဘလုံးမတော့မထင်ပါနဲ့ဗျာကိုစိန်နဲ့ခမ ्या ကခမ ्या သမီးပန်းယုံကိုကိုအုပ်ကနဲ့သဘောတူလို့လားမိကွင်းကမသိမယောကို ကိုဒီဟာသိပါတယ်။သို့ပါတော့လေရင်းနေတော်သူများမလို့အာမနာတော့ပဲမေးချလိုက်ခြင်းဖြစ်တယ်။ကိုစိန်တင်းကလေအေးအေးဖြင့်ရှင်းပြပါတယ်။ခမရမေးမယ်ဆိုရင်လေမေးသေးပါတယ်ရိုးရိုးသားသားပြောရရင် ျွန်တော်သမီးနုနုထွတ်ထွတ်ကလေးကို ကလေးတယောက်ပြီးမုတ်ဆိုးဘူးအသက်ကြီးကြီးလူတယောက်နဲ့ဘယ်ပေးစားခြင်းမမလဲဒါပေမဲ့သမီးကိုယ်တိုင်ကကိုအုပ်ကဘက်ကပါနေတာဆိုတော့ကိုအုပ်ကဘက်ကပါတယ်ဆိုဟုတ်လားဟုတ်တယ်ကုတီဟာကိုအုပ်ကကအိမ်အောင် ရှိခဲ့ဘူးသူမဟုတ်စီယုံကောင်းသွားတာမဟုတ်ဘူးသမီးကိုယ်နိုင်ကကိုအုပ်ကကို မြစ်တာရှိနေတာကျွန်တော်အဲ့ဒါကိုသိပြီးတော့သဘောမပေါက်ဘူး စမ်းကြဲတဲ့ဖူးစာလိုပဲမှတ်ပေါ်ဗျာဒါပေမဲ့ခမည်းနားလေအောင်ပြောရရင်တော့ဒီလိုဗျကျွန်တော်တို့ရန်ကုန်ကနေမန္တလေးကိုပြောင်းတော့ကျွန်တော်ဇနီးမှာ ကိုဝင်ရှိတယ်အဒီကိုဝင်ကိုမန္တလေးမှာမွေးတယ်အဒီကလေးဟာပန်းယုံမယ်ပန်းယုံနည်းနည်းကျော်သုံးနှစ်စကားပြောတတ်တဲ့အခါတခါတခါထူးဆန်းတာတွေကိုပြောတယ်ဘာတီပြောလဲသူ့အိမ်ကဒီအိမ်မဟုတ်ဘူးသူ့မှာယောက်ျားရှိတယ်တို့ သူ့မှာတမိရှိတယ်လို့ပေါ့အဲ့ဒီတော့ကျွန်တော်တို့ကပန်းယွန်ဟာတယောက်ယောက်ဝင်စားတယ်လို့အကြံဖြင့်တွေးမိကြတယ်ဘဲစုဘဲဝါတော့မခံမမိကြဘူးပန်းယွန်ကြီးလာတော့လေအဲ့ဓာတွေထပ်မပြောတော့ပါဘူးဒီတော့ကျွန်တော်တို့လည်းမိမိပြပြဖြစ်သွားတယ်ဒါပေမဲ့တခုတော့ရှိတယ်ပန်းယွန်ကိုချက်လို့လာရောက်တောင်းရင်တဲ့သူတွေရှိတယ်အုပ်စပေါ်ရုပ်ချောပညာတတ်တွေပဲပန်းယွန်ကလက်မခံဘူးဗျာ ုံဝကိုခခသိသိညင်းခဲ့တာဟုတ်လားအခုရမှာဗျာကိုဦးကကသူ့ကိုလက်ထည့်ကျင်နေဆိုတော့လူလူလတ်လတ်လက်ခံနေအဲ့ဒါမဆိုးဘူးလားဒါနဲ့ပဲကျွန်တော်တို့လေမယားကသဘောတူလဲရတာပန်းယွန်ဟာတချိန်ကကိုဦးကရဲ့ဇနီးမြားတဲ့နင်ဝင်စားတာလားတော့မဖြေတတ်ပါဘူးကိုဒီယာစိတ်ထဲမှာနည်းနည်းတော့ရှင်းသွားသည်ဟုဆိုရမည်ကိုဦးကကသူ့ဇနီးမြားတဲ့နင်မှာပခုံးမှာအမှတ်တစ်ခုရှိတယ်လို့ ပြောဖို့ပါတယ်အရာသမီးမှလည်းပခုံးမှာအမတ်ကြီးတခုရှိတယ်လေကိုစိန်တင့်ရဲ့နောက်ဆက်တွဲစကားတို့ကနဲ့ပန်းချွန်တော်မင်္ဂလာပွဲ အောင်မြင်စွာပြီးဆုံးသွားခဲ့တယ်ယခုတော့ကိုကတော်မိသားစုမှာ၃ယောက်ပြန်ဖြစ်သွားခဲ့ပြီပျော်ရှင်ချမ်းမွေ့ပဲဖြစ်လာခဲ့ပါပြီကိုဥကကလည်းပန်းယုံကိုချင်းပန်းယုံကလည်းကိုဥကကိုချင်းပန်းယုံကိုနှင်းဥကလည်းကလည်းချင်း နင်းယောက်ကလွင်ကလည်းပန်းယွန်းကိုလဲချင်အချစ်အင်္ဂလီဖြစ်နေပါတော့တယ်ကိုသည်ဟအလဲရောက်သွားတော့ကိုသည်ဟကို အပြုံးဖြင့်ကြိုးဆိုရင်ကိုအုပ်ရင်ဒီမှာဧည့်သည်လာတယ်ဘယ်သူလဲထွက်ကြည့်စမ်းမအောင်ပေါ်တော်မူကြီးပန်းယွန်းကအိမ်ထဲကိုလန့်ပြောလိုက်တယ်ဟိုတုန်းကများတဲ့နင်းကကိုအုပ်ကကိုခေါ်တယ်လို့ကိုအုပ်တယ်ဟိုတုန်းကများတဲ့နင်းကကိုသည်ဟအလဲသွားတိုင်းအလာကျဲတဲ့တော့ ကိုဒီဟာကို နောက်ပြောင်လေးရှိတဲ့အတိုင်းပေါ်တော်မူကြည့်တဲ့ကိုဒီဟာမဟုတ်လားချီရဲ့လာပြီကိုဦးကပြင်ကိုထွက်လာတယ်ဟိုတုန်းကမြားသက်နင်းကိုခေါ်တယ်လို့ယခုပန်းယွန်ကိုလည်းချစ်တဲ့တမီးလေးရင်ကိုဒီဟာဖို့ကော်ဖီပြောခဲ့ပါဦးပန်းယွန်ကသူ့အထက်တနည်းကြည့်တော့နီးဥကလွင်ကိုလှမ်းပြောပုံတမီးတယ်လားဟုတ်ကဲ့မီတမီးဖြိုယူခဲ့ပါမယ် ဟောနိယောကလွင်ကလည်းသူ့ထံငဲ့တော့ပန်းယွန်းကိုမိမိတဲ့လားသူ့ကိုသူတမိတယ်လားကိုဒီကပြုံးလိုက်မိတယ်ပီတီပြုံးမှာရင်ထဲမှာစံချောင်းလေးရှိတယ်လို့ချမ်းအီမြလွန်ကလည်းအပြေမိသောပင်ပြောရမလားတင်ကောမိသောခံစားရမည်နီကံပီရရည်စဲဟုအမိတဲ့ကြမလားဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီဇလန်လေးကိုအဆုံးတွေလိုက်နာဆင်ပြီးတဲ့အတွက် ားလုံးပဲကျေးဇူးတင်ပါခင်ဗျာ။